အားလုံးဝမင်္ဂလာပါခင်ဗျာ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝတာနဲ့ဇလာဗေဒါညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ16ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝတာခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလီဝတာအနေနဲ့မိုးတီထန်စွာရောက်သွင်းခြင်းကြောင့်ဖြစ်ပေါ်လာမဲ့မြေကြီးကြီးကြီးအနေနဲ့3ပေးချက်များနဲ့ဖြစ်ပေါ်နေတဲ့မုန်တိုင်းအရှိန်ကြောင့်မိုးကြီးနိုင်တဲ့ဒေသများကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့ မိုးသီးထန်စွာရာသွန်းခြင်းကြောင့်မြေရေရှမ်းခြင်းအခြေအနေသတိပေးချက်များနဲ့မြေရေချင်းများကိုပြောပြပေးတော်မှာဖြစ်ပါတယ်ယနေ့16ရက်10လ2025ယနေ့နေ့လယ်12နာရီခွဲချိန်တိုင်းထွာကြရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကျဉ်းနှမြေရမနေ့ကညနေ16နာရီ30အချိန်မှ17နာရီအတွင်းတပေးနီးဒီခတ်ထက်ကြသွားပါတယ်မြေကျဉ်းနှမြေရမနေ့ကအမြင့်ဆုံးပူချိန်ကတော့34.5ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့16.4ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာမြေကျဉ်းနှမြေရယနေ့နဲ့6နာရီခွဲအချိန်မှ6နာရီအတွင်း သုံးလမောင်ကထက်ကြသွားပါတယ်မြေကြီးနားမြေရာဆိုရင်မဲ့1200စင်တီမီတာသို့ရောက်ရှိရန်981စင်တီမီတာ25ပေခွဲကြော်ကန့်အလုံးမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ARR မြစ်အထက်ပိုင်းမှာမိုးအားတင်းတင်းရှိပါမယ်ရပန်ရန်က ARR မြစ်စုံအထက်ပိုင်းမှာနေရာကွက်ရမိုးတိထန်စွာရောက်သွင်းခြင်းများကြောင့်မြေကြီးနားမြေကြီးကြာဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ် စကားနိုင်ဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစုံဒေသများနဲ့အေရရီမြစ်ထပ်ပိုင်းမေခမလိခမြန်ဝမ်ဒေသများမှာမိုးတိမ်အောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။အေရရီမြို့တစ်ချောင်းနဲ့ချင်းတွင်းမြို့တစ်ချောင်းမြကန်းနေမြင်းနေဒေသများနဲ့မြင်းလူကျွန်းများမှာစိုက်ပျိုးလုံခြုံနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရရီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ဆက်လက်ပြီးချင်းတွင်းမြို့ရဲ့အခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ခန်းနေမြို့မြေရာ မနေ့ကညနေ16:30အချိန်မှ17:00အတွင်းလေးလံမောက်ကန်ထက်ကြသွားပါတယ်။မုံရမြုံမြေဟာမနေ့ကညနေ16:30အချိန်မှ17:00အတွင်းသုံးလံမောက်ကန်ထက်ကြသွားပါတယ်။ချင်းနှမြေရဲ့အတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်။ထူးကက်မြေကြီးတိုင်းတဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီဟ ோம் မလင်ဖောင်းပြင်းတဲ့မော်လိုက်မြို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမြို့မြေဟာအနည်းငယ်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကျဆင်းလာနိုင်ပါတယ်။မင်းငင်းကနေတဲ့မုံရမြို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ ဆက်လက်ပြီးအရာရီမြေအခြေအနေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာဗမော်မျိုးနဲ့ရွှေကူမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါတယ်ခတာမျိုးမြေဟာအနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်ထီးကြိုင်မြေဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်တပိတ်ချင်းမြေအနှဲငယ်ထက်ကျနိုင်ပြီးယနေ့ညပိုင်းနဲ့မနေ့ပြန်မနေ့ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်မန္တလေးစကိုင်းမြင်းမှုပခုတ်ကူညောင်းဦးချောက်မင်းဘူးမကွေးအောင်လံပြည်စိတ်သာဟေဒရနဲ့ဇလုံမျိုးရွယ်မြေအမြဟာဖေဖေချင်းဆက်လက်ကြဆင်းနေပါမယ် ERR မြင့်ရင်မြင့်တက်မှုကို24နာရီစောက်ချီတင်ပြပေးနေပါတယ်ခင်ဗျာထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးနောက်တော်မုံတုံလေးအချိန်တွေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်အိန္ဒိယမုံလေးဝသဌာနရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတစ်ခုလုံးမှာပုံမှန်နောက်တော်မုံတုံလေးအပိတိုင်ဆုတ်ခွာရက်ဟာအော်တိုဘာလ15ရက်နေ့ဖြစ်ကြောင်းထုတ်ပြန်ထားပြီးဖြစ်တော်လဲအော်တိုဘာလ15ရက်နေ့အထိမုံတုံဆုတ်ခွာသွားကြောင်းထုတ်ပြန်ခြင်းမရှိသေးပါခင်ဗျာပင်လယ်ပြင်များမှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့အမြင့်ပင်9000ကမ်းမှလေပွေလိုင်းဟာတမိနာရိုးပြည်နယ်တောင်ပိုင်းကုမရိန်အငူနီးမှာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေပွေလိုင်းဟာအောက်တိုဘာလ22ရက်နေ့မှ23ရက်အတွင်းလေဗီးယားနဲ့ရန်ဝန်ဖြစ်လာနိုင်ပြီး ECMWF နဲ့ GFS model များမှာအောက်တိုဘာလ26ရက်နေ့တွင်အကောင်းသောလေဗီးယားနဲ့ရန်ဝန်ဖြစ်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များကိုအိန္ဒိယမိုလီဝူဒါဌာနမှထုတ်ပြန်ထားပါတယ်။ လေဖွေလိုင်းဆက်လက်ဖြစ်ပေါ်လျက်ရှိတဲ့ဧရိယာဟာကျယ်ဝန်းတာကြောင့်အားကောင်းသောလေပြင်းရတဲ့ရေဝံဖြစ်လာပြီးနောက်ဆက်လက်ဥတီရွေရှားမဲ့လာယာဟာ ECMWF model မှာအရိသာပြည်နယ်တောင်ပိုင်းနဲ့အန်တာပရာဒိရှ်ပြည်နယ်ဘက်သို့၎င်း GFS model မှာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့၎င်းရွေရှားနိုင်ကြောင်းအသေးသေးခန့်မှန်းထားပါရခင်ဗျာတောင်တရုတ်ပင်လယ်ဘက်သို့ဆက်လက်ရွေရှားဝင်ရောက်လာမဲ့လေပွေလိုင်း MS 96W ဟာအော်တိုဘလာ18ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမြို့ရဲ့ အရှိတ်မိုင်490ကမ်းသို့ရောက်ရှိလာပြီးအပူပိုင်းမုန်တိုင်းအဆင့်ဖြစ်လာနိုင်ကြောင်းအနောက်ဘက်သို့ဆက်လက်ရွေ့ရှားပြီးအော်တိုဝါလာ16ရက်နေ့ညမှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီးနောက်အော်တိုဝါလာ19ရက်နေ့နေ့လယ်ပိုင်းမှာတောင်တရုတ်ပင်လယ်အတွင်းသို့စတင်ဝင်ရောက်လာနိုင်ကြောင်းအော်တိုဝါလာ21ရက်နေ့ညမှာဟောင်ကောင်တောင်ပိုင်းမိုင်290ကမ်းအကွာတောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိလာနိုင်ကြောင်း ECMWF မော်ဒယ်မှကြိုတင်ခန့်မှန်းထားပါရခင်ဗျာတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းအချိန်တက်ရောက်မှုဟာပြီးခဲ့တဲ့တိုက်ဖုန်းမုန်တိုင်းများလောက်ပြင်းထန်မှာမဟုတ်ဘူးလို့လည်းခန့်မှန်းထားပါတယ်။အော်တိုဘာလ22ရက်နဲ့22ရက်နေ့များမှာတော့တောင်တရုတ်ပင်လယ်သို့ဝင်ရောက်ပြီးနောက်ဆက်လက်ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မုတ်တုံဆုတ်ခွာခြင်းမိုးလေဝသအခြေအနေများကြောင့်အော်တိုဘာလ16ရက်နေ့မှ20ရက်5ရက်အတွင်းမိုးပြင်းနဲ့ကြားပြင်းနဲ့ရှမ်းပြင်းနဲ့ကေပြင်းနဲ့တနင်္လာတိုင်းဒေသကြီးတို့မှာမိုးရေချိန်သုံးလက်မနဲ့အထက်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဗျတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာမိုးရေချိန်နှစ်လက်မနဲ့အထက်နဲ့ကြံပြည်နယ်နဲ့တိုင်းမြောက်မှာမိုးရေချိန်တစ်လက်မအထက်ဆက်လက်ရွာသွန်းနိုင်ပါတယ်။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းမှာတိမ်နေငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းမှာတိမ်သစ်သစ်ဖြစ်ထွန်းနေပါတယ်။ကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေအားနေနေပါတယ်။ ဒီကနေ့မနက်ထီခမ်းမချင်ကတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးထချုံရွာပါမယ်ရွာရရာနှုံးပြဖြစ်ပါတယ်ခင်ဗျာဒီကနေ့မောတဲ့ကြိမ်ထီခမ်းမချင်ကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲ ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထချုံရွာပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာနေရာခွက်၍မိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းမြေဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကတော့နေပြီးတော့မှာမိုးထရင်နေချိန်ထချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ချမိုးထချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ချမိုးထချုံရွာပါမယ်။ ပဲကိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းပလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ရင်နေချင်းထစ်ချုံရွာပါမယ်။တခွေမြို့မှာမိုးထစ်ရင်နေချင်းထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာမိုးထစ်ချင်းနေချင်းထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာမိုးထစ်ရင်နေချင်းထစ်ချုံရွာပါမယ်။ဖန်အမြို့မှာမိုးထစ်ရင်နေချင်းထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးထစ်ရင်နေချင်းထစ်ချုံရွာပါမယ်။ စစ်တွေမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။လာရှုံမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာခွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မော်ဒိန်တောင်ပြပေါ်မှုချင်းတွေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးဒိန်တောင်ပြထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းနိုင်ငံမှာလှိုင်းတင်းတင်းရှိပါမယ်လှိုင်းမြန်မာမြန်မာကိုင်းဝဲတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေးပေမှာ၆ပေကန်ရှိနေပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့နောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာဆုတ်ခွာနိုင်ပါတယ်နေပြည်တော်နဲ့အနီးတော်အတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့မိုးတဲ့ချိန်နှစ်ချိန်ထိချုံရပါမယ်။ရွာရံရာနှုန်းပြဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နေအတွက်မင်းပြမိုးတဲ့ချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရရာနှုံးမြေဖြစ်ပါတယ်။ပန်းတလေးမြို့နယ်နေအတွက်မင်းပြမိုးတဲ့ချိန်ကြီးခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရရာနှုံးမြေဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့မကွေးတိုင်းဒေသကြီးမှာအော်တိုဘားလာ16ရက်နေ့မှာအော်တိုဘားလာ21ရက်နေ့ထိမိုးလေဝသအခြေအနေများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။အနောက်တောင်မုတ်တုံလေးအခြေအနေအိန္ဒိယမိုးလေဝသဌာနထုတ်ပြန်တဲ့အရာအိန္ဒိယနိုင်ငံအလဲပိုင်းနဲ့မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအလဲပိုင်းဒေသများမှအော်တိုဘာလ14ရက်နေ့မှာအနောက်တောင်မုတ်တုံလေးဆုတ်ခွာသွားပြီးဖြစ်ကြောင်းထုတ်ပြန်ထားတာကိုတွေ့ရှိရပါတယ်။မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ကလုံးမှာပုံမှန်အနောက်တောင်မုတ်တုံလေးဆုတ်ခွာရက်ဟာအော်တိုဘာလ15ရက်နေ့ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကုန်းတွင်းတို့မှာအထက်အမြင့်1.5ကီလိုမီတာအမြင့်ပေ9000ကမ်းမှာလေပွေလိုင်းတစ်ခုစီဖြစ်ပေါ်နေကြောင်း အိန္ဒိယမော်လိဝူဒဌာနမှအော်တိုဘားလ14ရက်နေ့နေ့လယ်မှာထုတ်ပြန်ထားပါတယ်။တင်ချပုံစံပြုကြိုတင်ခံပန်းရေးမော်ဒယ်များမှအော်တိုဘားလ15ရက်နေ့ညနေ9:00နာရီကြိုတင်ခံပန်းချက်အရဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှလေဝေလိုင်းဟာဆက်လက်တည်ရှိနေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှလေဝေလိုင်းဟာအနောက်ဖက်အိန္ဒိယနိုင်ငံအတွင်းသို့ရွေ့လျားသွားကြောင်းတွေ့ရပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ဂူဝန်ကျွန်းတောင်ဘက်ပင်လယ်ပြင်မှလေဝေလိုင်း Invest 90ဆင့်ဟာအပူပိုင်းမုန်တိုင်းဖြစ်ပုံမအောင်ကောင်းလာနိုင်ပြီး ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖျက်ဆီးတိုက်ခတ်ပြီးနောက်တောင်တရုတ်ပင်လယ်တွင်းသို့အော်တိုဘာလ15ရက်နေ့နံနက်ပိုင်းမှာစတင်ဝင်ရောက်လာနိုင်ကြောင်းတွေ့ရှိရပါတယ်။ MS-96W ဟာဆက်လက်အားကောင်းလာနိုင်ပြီးအော်တိုဘာလ22ရက်နေ့မှာတရုတ်ပြည်ဟိုင်းနန်ကျွန်းကိုဖျက်ချော်တိုက်ခတ်ပြီးနောက်အပြော့သွားနိုင်ကြောင်းကြိုတင်ခံမှန်းထားပါရယ်မုံတိုင်းဖြစ်လာနိုင်မဲ့ MS-96 ရဲ့အချိန်တက်ရောက်မှုတွေကြောင့်အော်တိုဘာလ22ရက်နေ့မှ26ရက်နေ့အတွင်းအနောက်တောင်မုတ်တုံလေးဆုတ်ခွာပြီးစီးသည့်မြန်မာနိုင်ငံအလဲပိုင်းဒေသများနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတချို့မှာမိုးနှဲငယ်မှမိုးအထင်တင်ရွာသွန်းနိုင်ပြီးဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာလေပြင်းနိုင်ရံဝန်တစ်ခုအစာပြိုးဖြစ်ပေါ်လာနိုင်ကြောင်းတွေ့ရပါတယ်။ယခုရသတပတ်အတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့ဘင်လယ်ပြင်မှာထူးခြားမိုးလေဝသအခြေအနေများကြောင့်မိုးလွန်ကာလာမိုးအခါလွန်မိုးဖြတ်မိုးများရဲ့အန္တရာယ်ရှိနိုင်တဲ့အတွက်အထူးသတိပြုစောင့်ကြည့်ရမှာဖြစ်ပါတယ်။မကွေတိုင်းတွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်ကြိုတင်ခန့်မှန်းရင်း icon နဲ့ GFS model များမှရရှိတဲ့အချက်အလက်များအရ မကွေးတိုင်းဒေသကြီးအတွင်းမှာမင်းဘူးမကွေကန့်ကောရေနံကြောင်ပွင့်ဖြူစောကျောနဲ့စေတုဒ္ဓရာမြို့တို့မှာခုနှစ်ရက်အတွင်းမိုးရေချိန်လင်းလက်မနဲ့အထက်ရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးအတွင်းမှာမခုတ်ကူတောင်တွင်းကြီးနမ်းမောင်နဲ့တရက်မြို့များမှာခုနှစ်ရက်အတွင်းမိုးရေချိန်သုံးလက်မနဲ့အထက်ရွာသွန်းရရှိနိုင်ပါတယ်။နေ့စဉ်ဖြန်းဖြန်းမိုးရေချိန်အများဆုံးရွာသွန်းနိုင်တဲ့ကြောက်ထုမြို့မှာအော်တိုဘားလ15ရက်နေ့နဲ့18ရက်နေ့များမှာ24နာရီအတွင်းမိုးရေချိန်3.8လက်မနဲ့3.8လက်မ ကံကောင်းမြို့မှာတော့အော်တိုဘားလ18ရက်နေ့မှာ24နာရီတွင်မိုးရေချိန်3.8လက်မရွာ3ရရှိနိုင်ကနေရာကွက်ရေမိုးသဲထန်နိုင်ပါတယ်။ဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးအန္တရာယ်များကတော့မင်းဘူးပွင့်ဖြူတောင်တွင်းကြီးဒေသများမှာနေရာကွက်ရေမိုးသဲထန်စွာရွာသွန်းချိန်ကြာမြင့်ပါကရေကြီးနိုင်ပါတယ်။စောကျော်စေတရာနဲ့ကံကောင်းဒေသတောင်ကုန်းထူထပ်တဲ့ဒေသအချို့မှာတော့တောင်ပြိုမြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ AR မြေရေစိုးရင်ရေမှတ်တို့ရောက်ရှိနိုင်တဲ့အခြေအနေမရှိနိုင်တော့လဲ မြည်ရည်မြင့်တက်လာနိုင်တာကိုသတိထားစောင့်ကြည့်ရမှာဖြစ်ပါတယ်။အပူချိန်လေတိုင်တော့လေတုဆူတိုင်းစားနဲ့လေတုညဉ့်ညမ်းမှုအခြေအနေကတော့ယခုတစ်ပတ်တွင်မကွေးတိုင်းရဲ့အမြင့်ဆုံးနေ့အပူချိန်ကတော့28ဒီဂရီဆယ်စီယပ်နဲ့အနည်းဆုံးညအပူချိန်ကတော့27ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးမကွေးမြို့ပွင့်ဖြူမြို့နဲ့မင်းမှုမြို့များမှာအော်တိုဘားလ22ရက်နေ့မှာခန်းစားရမယ့်အပူချိန်ကတော့39ဒီဂရီဆယ်စီယပ်ထိရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးလေပိုင်းမြို့နယ်များရဲ့အော်တိုဘားလ29ရက်နေ့လေတုဆူတိုင်းစား 50ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းရှိနိုင်ပြီးတောင်ကုန်းထူထပ်တဲ့ဒေသများ AR မြေကမ်းနီးဒေသများမှာလေတုစုတိုင်းစား90ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးအားလုံးမှာညပိုင်းနဲ့နံနက်အစောပိုင်းမှာလေတုစုတိုင်းစားများဟာ90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းထိရှိနေနိုင်ပါတယ်။မကွေးတိုင်းရဲ့ဖျက်မြလေတုညဉ့်ညံ့မှုအညွန်ကိန်း A2I level 50ကနေ60အသစ်တင်မှရှိနိုင်ပြီး NL ရှိတဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။